မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ Strike for E ပွဲဥထွက်ခြေလံအမေရိကန်တရားရုံးဝင်ကြီးဌာန FBI တို့စစ်စင်ရေး၏ပွဲဥထွက်ခြေလံအဖြစ်ထိုင်းမြန်မာနယ်စပ်ကြောက်ခတ်ရွာရှိတိုင်ချမ်းဝင်းအတွင်အခြေချလှုပ်ရှားနေသောခရစ်တိုငွေကြေးဖြစ်လိမ့်လည်နေသော website ဒိုမိန်းကိုသိမ်းဆည်းနိုင်ခဲ့ပြီဖြစ်သည်ဟု FBI မှသတင်းထုတ်ပြန်လာခဲ့ပါသည် website domain ဆိုဒီမှာ internet ပေါ်ရှိတိကျ website တစ်ခု၏လိပ်စာ address ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။လူတဦးချင်းစီအတွက်နေအိမ်လိပ်စာသို့မဟုတ်ဖုန်းနံပါတ်ကဲ့သို့ပင် domain ဒီလေအသုံးပြုသူများကသက်ဆိုင်ရာ website ကိုရှာဖွေနိုင်ရနှင့်ဝင်ရောက်ကြည့်ရှုနိုင်ရအတွက်အသုံးပြုသောနာမည်တစ်ခုဖြစ်ပါတယ်။အဆိုပါ guide အသုံးပြုသော tismiles.com မှနေ၍ crypto ငွေကြေးဖြင့် crypto ငွေကြေးဖြင့်ယင်းမျိုးနဲ့ရန်လင်းရဖျားယောင်းနေသောပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။ FBI သတင်းပေးမှုဖြင့် Facebook မှာအကောင့်နှစ်ထောင်ကျော်ကိုဖျက်သိမ်းပစ်ခဲ့သည်ဟုသိရပါသည်။တိုင်ချမ်းအဖွဲ့သည်ဒီမိုကရက်ကရင်အကျိုးဆောင်တန်း DGPA နှင့်ဆက်ဆက်မှုရှိနေသည်ကိုတွေ့လာရသည်ဟု FBI ကြေညာချက်တွင်ဖော်ရှိပါသည်။ယခုအခါ FBI အေဂျင့်များသည်ဘန်ကောက်တွင် ရောက်ရှိနေပြီးထိုင်းဘရင်ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍စစ်စင်ရေးယုံဖွင့်ကမြန်မာနိုင်ငံအတွင်းရှိတိုင်ချမ်းနှင့်အခြားငွေလင်ကိုင်းများကိုဖြိုခွင်းရန်နှင့်ဦးဆောင်နေသူများကိုပေါ်ထုတ်နိုင်ရန်လှုံ့ဆော်လျက်ရှိသည်ဟုဆိုပါသည်။ လက်ရှိ website ထိုမိန်အားတင်စီထိန်းချုပ်နိုင်ခဲ့မှုကိုဥဆောင်သည့်အဖွဲ့သည် Scan Center Strike for လက်အောက်ခံ Pharma Team မှဖြစ်သည်ဟုသိရပါသည်။ Trump အစိုးရမှမြန်မာအပါဝင်နိုင်ငံပေါင်း16နိုင်ငံမှဝင်ရောက်ရွှေ့ပြောင်းခွင့်ရရန်ရောက်ထားသည်များကိုလက်ခံစင်စားရန်ရက်ဆိုင်လိုက်ပြီးဟုသတင်းများတွင်ပါရှိလာခဲ့ပါသည်။နောက်ထပ် Developing New အဖြစ်ထွက်ပေါ်လာသည့်က KNU မှဥဆောင်စီးနင်းခဲ့သော DKPA ထိန်းချုပ်ထားသည့်မင်းလက်ပံရှိ ်ရှန်တာဘတ်အခွင့်အရေးတွင်လောက်ကိုက်နေသောတရုတ်နိုင်ငံသားအများစုပါဝင်နေသည့်နိုင်ငံခြားသား900ခန့်သည်ဝင်ထဲမှထွက်ခွာရန်ညှင်းဆုံနေကြသည်ဟုဆိုပါသည်အဆိုပါဝင်တဲတွင်လောက်ခိုက်နေကြသောနိုင်ငံသား3582ဦးအနက်2640ကိုရွှေ့ပြောင်းပေးနိုင်ခဲ့တော်လဲတရုတ်နိုင်ငံသား900ကျော်ခန့်ကဝင်ထဲမှထွက်ခွာရန်ညှင်းဆုံနေကြခြင်းဖြစ်ပါသည်။ဆေးဥစုဘက်ကတော့ငွေလင်ကိုင်းများအသုံးပြုနေသည့် Facebook account ထောင်ပေါင်းများစွာအနက်တခုတလေမြဖော်ထုတ်နိုင်ခဲ့ခြင်းမရှိတော်လဲ၎င်းတို့ရွှေ့ကောက်ပွဲကို Messenger မှာ message ပို့၍ဝေဖန်နေသည့်ဆိုကရန်ကုန်အနီးဘိုချုံရွာတွင်အသက်58နှစ်ရှိဦးခိုင်စိုးအောင်ဖမ်းဆီးရမိခဲ့သည်ဟုသတင်းထုတ်ပြန်လာပါသည်တယောက်လောက်ကိုအဖမ်းပြပြီးတနိုင်ငံလုံးကိုချင်းချောက်ရန်ရည်ရွယ်ခြင်းဖြစ်တော်လေနိုင်ငံသားတဦးကိုရေးကိုတာလွတ်လပ်ခွင့်ကိုဥပဒေလက်လွတ်ကျူးလွန်နေကြောင်းထုတ်ဖော်ဝန်ခံလိုက်သလိုဖြစ်သွားခဲ့ရပါတယ်။နောက်ထပ် AP သတင်းတပုတ်တွင်မူရှန်နှင့်အမျိုးသားဒီမိုကရက်ပါတီမှာ စေအုပ်စု၏မတမရွေးကောက်ပွဲအောင်ဝင်ရောက်ရှင်းပြမည်ကိုစစ်လေလောင်းဆိုသူအသက်38နှစ်ရှိဝေလင်းထက်အောင်ဒေါ်လာရေးတပ်ဖွဲ့များက၎င်း၏ပခုတ်ကူနေအိမ်တွင်လက်ရဖမ်းဆီးရမိခဲ့သည်ဟုပါရှိပါသည်။တချိန်ကတိုင်းသားပါတီငယ်လေးအဖြစ်သာရှိခဲ့သောရှန်နီအမျိုးသားဒီမိုကရက်ပါတီသည်ရက်ကူအခါကိုစစ်လေ980ဖြင့်နိုင်ငံအနှံ့ဝင်ရောက်ရှင်းပြရန်တာစုလျက်ရှိ၍ထနိုင်ငံလုံးအတိုင်းအတာဖြင့်ပါဝင်မိပါတီ၆ပါတီတဲ့တွင်ပြင်ဆင်မှနေရာသို့တက်လှမ်းလာခဲ့ပြီးဖြစ်ပါသည်။ ၎င်းတို့ကိုမဆိုထားပြီးကိုစဲလေလောင်တအူးကိုမကြိုက်၍မကြိုက်ဟုထုတ်ပြောမြင့်လျင်ပင်ဖန်စီခံရဖို့ရှိနေသည့်ရွေးကောက်ပွဲမျိုးဖြစ်ပါသည်ဟုကဘာတို့အတိပေးပြီးလုံနေခြင်းဖြစ်၍အတိအမှတ်ပြုခြင်းတော့မှမပြုရဲအောင်ဖြစ်လာရသည်နောက်ထပ်အရှိုက်ထိုးခတ်လိုက်ရသည်ကကုလသမဂ္ဂမှ2025အတွက်ထုတ်ပြန်သောစာရင်းစရာများအရာဘိန်းဆိုင်ပြိုထွက်ရှိမှုတွင်မြန်မာပြည်တနစ်ပြီးတနစ်တိုးတက်လာရမှ10နှစ်အတွင်းကဘာတွင်နံပါတ်1နေရာချိတ်သွားပြီဆိုခြင်းပင်ဖြစ်ပေတော့သည် ဘိန်းဆိုင်ပြုံမှုတွင်တော့ဥမော့လာပြီးဟုဆို၍ရပေသည် ပြည်သူတို့ဤတရသောစစ်မုတ်ချအောင်ရမည်ဆက်လက်ပြီးမိုးကုတ်တွင်တိုက်ပွဲဆက်ရှိနေပြီးစစ်ကော်မရှင်ဤစခန်းတစ်ခုကိုဒေါ်လာရစ်တက်များသိမ်းပိုက်ထားနိုင်တော့လဲစစ်တက်စစ်ကြောင်းမျိုးပတ်ဝင်ခြင်းကိုပါတက်ဖြတ်လာတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မိုးကုတ်မြို့ပြင်တွင်ထိတွေ့တိုက်ပွဲများရှိနေပြီးစစ်ကော်မရှင်အရေးကြီးစစ်စခန်းတစ်ခုကိုတော်လရေးတပ်များကသိမ်းပိုက်ထားနိုင်တော့လေမြို့နှင့်အနီးဝန်းကျင်ကိုစစ်ကော်မရှင်ကတပ်ဖြတ်လာနိုင်ကြောင်းမြေပြင်တရင်ရင်းမြစ်ထံမှသိရပါဗျ စစ်ကောမရှိတက်များသည့်မိုးကုံမျိုးနှင့်ဆက်တမိုင်းအကွာအဝေးအထိတက်ဖြတ်နေရယူထားပြီးကြောက်ဖားနေမိကိုမူဒေါ်လန်ရေးတက်များကထိန်းချုပ်ထားပါသည်ဘုတ်ကုတ်ဆက်အင်းပြန့်လန်းဆုံးစစ်စရေးဂိတ်တွင်မူစစ်ကော်မရှင်၏တက်စိတ်အစဉ်ရှိအစုအဖွဲ့တစ်ခုအခိုင်အမာခြေခုပ်ယူလာကြောင်းသိရပါသည်တက်ဖြတ်နေရယူထားသောစစ်ကော်မရှင်တပ်များသည်ပြောင်းလန်းခွဲအတက်မှနေ၍တရုတ်တင်ကြိုင်အတွင်ထိကာကင်းစခန်းများကိုထပ်မံအခြေပြုတိစောက်လာနိုင်ကြောင်းသတင်းရင်းမြစ်ကဆိုပါသည်တော်လန်ရေးတက်များကရှမ်းကုန်းဆန်ကျေးရွာဘက်မှနေ၍ လေတာတောင်ကျောဘတ်ချန်းကိုအင်အားဖြည့်လာနိုင်ခြေရှိသည့်အခြေအနေကိုစစ်ကော်မရှင်ဘက်မှအတီးပြူထောက်လန့်ချက်နှင့်တရင်အတီးအကျရယူထားပြီးဖြစ်သည်ဟုစီဒီအမ်ဘိုကြီးစင်ရော်ကအတည်ပြုပြောဆိုထားပါသည်။တော်လန်ရေးတပ်များနေရာယူထားသည်ဟုဆိုကကျောက်စင်တီဘောမားရွာများကိုစစ်ကော်မရှင်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမိုးကုတ်မြို့အနောက်ခြမ်းချက်ပြင်းရွာဘက်တွင်ထိတွေ့မှုကြီးမားခဲ့ကြောင်းသိရပါသည်။ တောင်မျိုးသားလွမြောက်ရေးတက်မတော် DNL ကဒေါ်လာရေးတက်ဖွဲ့များကိုကြီးတစ်ချက်မဖောက်ရန်တတိပေးတောင်းမြစ်ခဲ့တဲ့အတွက်ဒေါ်လာရေးတက်များမျိုးပြင်ဆုတ်ခွာနေချိန်တွင်စစ်ကော်မရှင်ကမျိုးပြင်အထိစစ်ကြောင်းထိုးတက်ဖြန့်လာသည့်အတွက်တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ပါသည်စစ်ကော်မရှင်တက်သည့်မိုးကုတ်မြို့အတွင်းရှိအစိုးရယုံဆိုင်ရာနေရာအချို့တွင်နေရာယူထားခြင်းများရှိတော်လေလှုပ်ရှားမှုမရှိသလိုမျိုးရင်းတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိသေးသောမိုးကုတ်မြို့ခံများထံမှသိရပါသည် ဆက်လက်ပြီးလာရှိုးမြို့နယ်ရှိခြေပြများအတွင်သို့စစ်ကော်မရှင်လက်အောက်ခံလောက်ဝကဝန်ထမ်းများကို MNDAA ခေါ်သွင်းလာတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနလောက်ဝကဝန်ထမ်းများသည် MNDAA ၏လုံခြုံရေးယူပင်မှုကြောင့် MNDAA ထိန်ချုပ်နယ်မြေဖြစ်သောလာရှိုးမြို့နယ်အတွင်ရှိခြေပြအချို့သို့ဝင်ရောက်လာကြောင်းဒေသခံများထံမှသိရပါတယ်။စစ်ကော်မရှင်လောက်ဝကဝန်ထမ်းများသည်ဒီဇင်ဘာလပထမပတ်အတွင်းကလာရှိုးမြို့နယ်တွင်ရှိနောင်မော်၊မေဟန်၊ခေနန်စသည့်ခြေရွာများသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်များကလုံခြုံရေးယူပေးထားသည့်အနေအထားဖြင့်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်များဤပြောကြားချက်အရသိရပါသည်လောက်ဝကဝန်ထမ်းများသည့်ရောက်ရှိလာပြီးနောက်အိမ်တော်စုနှင့်သကောင်စင်းကောက်ယူမှုများရှိနေပြီး၎င်းသည်တဆင့်တက်ခံစစ်ကော်မရှင်၏ရွေးကောက်ပွဲပြုလုပ်လာနိုင်ခြင်းရှိကြောင်းဒေသခံများကဆိုပါတယ်တိုက်ပွဲဖြစ်နေတဲ့နေရာတွင်အခြားဒေသတွေမှာမဲပုံးမထောင်မှုဆိုရင်ရှမ်းမြောက်ထဲက၅မြို့နယ်လောက်ထိစစ်တပ်ကမဲပုံးထောင်နိုင်နေ ရွေးကောက်ပွဲနေပြီအဖြစ်စည်ရင်သွင်းနိုင်တယ်ဟုရှမ်းမြောက်ရှိသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ် MNDAA သည်လာရှိုးမြို့ကိုစစ်ကော်မရှင်ထံပြန်လည်လွှဲပြောင်းပေးအပ်ထားသည်ဟုဆိုတော့လေမျိုးပေါ်ရက်ွက်များကိုတောင်စစ်ကော်မရှင်ကထိန်းချုပ်ထားပြီးကြံသည့်ခြေရွာများကိုမူ MNDAA တပ်များကနေရာယူထားပါရယ်ရခုချင်းပါမဲ့တရားမဝင်ရွေးကောက်ပွဲနီးကပ်လာချိန်တွင်စစ်ကော်မရှင်က၎င်းတို့လက်အောက်ခံလောက်ဝကအဝင်ထမ်းများကို MNDAA ထိန်းချုပ်နေမိများသည့်လုံခြုံရေးအကူအညီဖြင့်ပို့လိုက်ခြင်းဖြစ်ပါသည် ထို့ပြင်ရှမ်းမြောက်လာရှိုးမြို့၏ရေဘူးစမ်းစစ်ဆေးရေးဂိတ်တွင်လည်းတရားမဝင်ကုန်သွယ်ရေးကောင်းစင်တက်ပြီးအစ်စ်အစေးတင်းချက်မှုများပြုလုပ်လာနိုင်သည်ဟုလာရှိုးရှိသတင်းရင်းမြစ်ကဆိုပါရယ်ဆက်လက်ပြီးမုံရွာမှာစစ်တပ်ကပေါ်တာဆွဲလို့အလုတ်ပြက်လူငယ်တွေဖမ်းဆီးခံရတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာဒီကနေ့ညနေပိုင်းကလည်းစစ်တပ်ကအင်စီကားတွေနဲ့ပေါ်တာပတ်ဆွဲလို့အလုတ်ပြက်လူငယ်တွေအများပြဖမ်းဆီးခံရကြောင်းမြို့ကန်တွေကပြောပါရယ် ဒီကနေ့ဒီဇင်ဘာ9ရက်ညနေ9:00နာရီခွဲဝင်ကျင်ကောင်မုံရမျိုးထန်တော်ရက်ကွယ်အထက်က6အနီးထန်တော်အင်းဖြတ်လန်းနေသမစိတ်တလန်းစတဲ့နေရာတွေမှာစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့ပတ်ပြီးလူငယ်အများပြားပေါ်တာဆွဲသွားကြောင်းမုံရ Revolution ကဖော်ပြပါတယ်။မုံရအလုတ်ပြလူငယ်တွေတော်တော်ပတ်သွားတယ်လို့မုံရမျိုးကန်တအူးကပြောပါတယ်။ဖန်စီခံရသူအရေးအတွက်အတိအကျမသိရသေးပေမယ့်ဇေဦးထမင်းရှိတယ်လို့မျက်မြင်တွေ့လိုက်ရသူတွေကပြောပါတယ်။ ဖန်စီခံရတဲ့လူငယ်တွေဟာမုံရဆက်မှုဆောင်ကပြန်လာတဲ့လူငယ်လူသမားလေးတွေဖြစ်ကြောင်းမျိုးကန်တချို့ကပြောပါရယ်ဆက်မှုဆောင်ကနေအလုပ်ပြန်လာတဲ့သူတွေသူတို့ဖန်တာနဲ့ဆက်မှုဆောင်မှာအလုပ်သမားတွေကိုမရှိတော့ဘူးလို့အချမ်းမုံရဒေသခံအမျိုးသားတအုပ်ကပြောပါရယ်စေကောင်စီတက်ကဖန်စီခံရသူတွေကိုငွေပေးပြီးရွှေနိုင်ရတော့ပြန်လွတ်ပေးတယ်လို့ဒေသခံတွေကပြောပါရယ်စစ်တပ်ကပေါ်တာဆွဲတာကြမ်းနေလို့အလုပ်သမားတွေအလုပ်ဆော့ဆော့ဆင်းပေးဖို့ကိုလည်းမျိုးကန်တွေကတောင်းဆိုနေကြကြောင်းသိရပါရယ် မုံရွာမြို့ပေါ်မှာပြီးခဲ့တဲ့အောက်တိုဘာလကစပြီးပွဲတော်တွေလောက်ကပေါ်တာဆွဲတဲ့အပြင်လာမယ့်ဒီဇင်ဘာ16ရက်ဝင်းချက်မှာလည်းဈေးပွဲတော်တွေထပ်လုပ်ပြီးပေါ်တာဆွဲဖို့ပြင်ဆင်နေတယ်လို့လည်းဒေသခံတွေကပြောပါတယ်